မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ခေါ်ကလေးမျိုးနဲ့နောင်မီရွာအနီးတွင်တိုက်ပွဲဖြစ်ပြီးစစ်တမ်း DKBA နဲ့ BGF ကူးပေါင်းတပ်များဘက်မှတိုက်စုံမှုများပြားကသုံးဦးအရှိန်မိတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကရင်ပြည်နယ်ခေါ်ကလေးမျိုးနဲ့နောင်မီရွာအနီးတွင်တိုက်ပွဲဖြစ်ပြီးစစ်တပ် DKBA နဲ့ BGF ကူးပေါင်းတပ်များဘက်မှ30ဦးတွင်တိုက်စုံကသုံးဦးအရှိန်ဖမ်းမိထားကြောင်းကရင်စစ်ရေးတရင်ရင်းမြစ်ကတရင်ဌာနကိုပြောကြားပါတယ် အော်တိုဘားလာ၁၀ရည်နှစ်ကခေါကရိတ်နောင်မီရွာဘက်သို့အကြံဖက်စစ်တပ် DKPA ဘိုးဘီတက်နှင့် BGF တပ်များပူးပေါင်းပြီးအင်အားလုံးရင်ဖြင့်ချီဖိုဆန်ဒေါနာတောင်လန်ဟောင်းဘက်မှတဆင်ထိုးစစ်ဆင်လာကြောင်းနောင်မီကျေးရွာအနီးအယောင် KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ရှင်းတိုက်ပွဲတွင်စစ်ကောင်စီတပ် DKPA နှင့် BGF တပ်သား30ဝန်းကျင်တေဆုံးက DKPA တပ်သား3ဦးအရှင်ဖမ်းမိပြီးစစ်ကြောင်းပြည့်၍နောက်ပြန်ဆုတ်ပြေးသွားကြောင်း ထို့ပြင်တိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရရှိသည့်စစ်သား TKBA နှင့် BGF တပ်သားများကိုလူနာတင်ကားများဖြင့်နဘူးစေယုံဖအံမျိုးနယ်စေယုံနှင့်တောင်ကလေးစေယုံများသို့ပို့ဆောင်ထားကြောင်းသိရပါသည်ထို့သောတိုက်ခိုက်ခံရမှုကိုမကျင့်နိုင်၍ယနေ့အောက်တိုဘာလ14ရက်နေ့တွင်အကြံဖက်စစ်ကောင်စီတပ်ကနောက်မီချေရွာကိုလေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့တဲ့အပြင် DKPA နှင့် BGF တပ်ဖွဲ့များကလည်းလက်နက်ကြီး၊ဒရုန်းများဖြင့်ပုံကျဲကာနောက်မီချေရွာကိုဖျက်ဆီးနေကြောင်းသိရပါတယ်။ဖို့ပြီး DKPA တွင် BGF တွင် စစ်ခွေးနဲ့စစ်ကြောင်းတက်လာတာနောက်မိမှဖြတ်တိုက်တော့30ဝင်းကျစ်လောက်တေကုန်နေ DKBA BGF တွေ20လောက်ထိတယ်တေတယ် DKBA 3ယောက်အရှင်မိထားတယ်တော်လန်ရေးဘက်ကအဲ့ဒီမှာမြပတိုင်ရွာဘက်ပြန်ဆုတ်ပြေးတာကိုဗိုလ်ပြီးအဖွဲ့ကအခဲမကြေဖြစ်ပြီး drone နဲ့ချာလက်နက်ကြီးပစ်ထည့်နေတာအခုဒီနေ့14ရက်မှာလေရင်ပုံကျဲတဲ့ရွာတော့တော်တော်ပြက်စီးကုန်ပြီဟုခြေရွာအတွင်းမှစစ်ပေးရှောင်ဖြစ်လာသည့်ခြေရွာသားကပြောကြားပါတယ် ရှက်ကူအခါအကြံဖတ်စစ်တဲ့ DKPA နှင့် BGF ပူးပေါင်းတပ်ဖွဲ့များကနောင်တပန်မြပတိုင်နန်ကော့တီကော့ဖန်ရန်နောင်မီကျေးရွာများမှပြည်သူများအားကျေးရွာအတွင်မှတင်းရှောင်ခွင့်မပြုပဲလူသားတိုင်းကအဖြစ်ထိမ့်သိမ်းထားကြောင်းသိရပါတယ်။ဘိုပီးနဲ့စစ်တပ်ကကောင်တွေကရွာသားတွေကိုစစ်မရှောင်ခိုင်းဘူးရွာမှာပဲနေခိုင်းနေ BGF ကလည်းကားတွေနဲ့ကင်းလဲနေတယ်ရွာသားတွေတွေ့ရင်ဖမ်းခေါ်ပြီးရိုက်တယ်စစ်တယ်သူတို့ကို drone ချခံရမှကြောက်လို့ရွာကသူတွေသူတို့နဲ့အတူတူနေနေရတယ်ဟု ဒေသနေပြည်သူတို့ကအရှင်ပြပါတယ်တော်လရင်တပ်ဖွဲ့များ၏တိုက်ခိုက်မှုကိုကြောက်နေသောအကြံဖက်စစ်တပ် DKPA နှင့် BGF ပူးပေါင်းတပ်များက drone ဖြန့်တမ်းမှုကိုဖျက်တောက်ဆက်ကြံပါများ24နာရီမီးဆက်မှောင်၍ဆက်များကိုဖွင့်လှစ်ထားသောကြောင့်ရင်းဒေသတွင်ဖုန်းလိုင်းအင်တာနက်လိုင်းများလုံးဝသုံးမရဖြစ်နေကြောင်းသိရပါတယ်ဆလပီမရရမြောက်ချမ်းကိုစစ်ကောင်စီထိုးစစ်ပြင်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ဒေါ်လာရေးတက်တွေထိန်းချုပ်ထားတဲ့မေဒီယာမျိုးတွေရဲ့မြောက်ဖက်ချမ်းကိုစစ်ကောင်စီတက်တွေကထိုးစစ်ဆင်မှုပြင်ဆင်နေတယ်လို့ဒေတာကန်တွေကပြောပါတယ်။အော်ဂုတ်လဇန်ပိုင်းကလေးကမေဒီယာမျိုးတွေရှေ့ချမ်းကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတက်ဟာမျိုးရဲ့မြောက်ဖက်ချမ်းကိုဆက်ရွေ့လာတာလို့ဒေတာကန်တဦးကပြောပါတယ်။မေဒီယာမျိုးရဲ့အနောက်မြောက်ဖက်ကဝင်းစုကျေးရွာအနီးမှာတော့တိုက်ပွဲဖြစ်နေတာရပ်ပောင်းအတော်ကြာနေပြီလို့ဒေတာကန်ကောက်ွက်ရေးတက်ဖွဲ့ဝင်တဦးကပြောပါတယ်။မေဒီယာမျိုးရဲ့မြောက်ဖက်ချမ်းမှာမန္တလေး PDF တင်ထားတဲ့ရေနတာတိုးကိတ်ရှိပါတယ်။ဒေတာကန်တွေရဲ့ပြောပြချက်အရာ မရိယာမြို့နယ်အတွင်းကစစ်တပ်နှင့်အရှိချမ်းကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းတွေပေါင်းပြီးမြောက်ဘက်ချမ်းကိုထပ်မံထိုးစစ်ဆင်ဖို့ဖြစ်နိုင်တယ်လို့ဆိုပါရယ်။အော်တိုဘားလ17ရက်နေ့ကနေတနေ့လုံးလက်နက်ကြီးလက်နက်ငယ်တန်တွေကြားနေရတယ်လို့ဒေသခံတအုပ်ကပြောပါရယ်။ဒါပြင်အဲ့ဒီနေ့အော်တိုဘား14ရက်မှာမရိယာမြို့နယ်အရှိချမ်းကကျွဲတက်ကြီးပါနဲ့ကျောင်းကုန်းချေးရွာကြားကတပ်သားကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့ဖြတ်တန်းသွားလာနေတဲ့ဒေသခံအမျိုးသား3ဦးသေဆုံးခဲ့တယ်လို့လည်းသိရပါရယ်။ လက်ရှိမှာစစ်ကောင်စီတပ်ဟာမရရမြို့နယ်အရှိချမ်းကကျေးရွာအချို့ကိုအထိုင်ထတပ်ဆွဲထားပြီးအင်အားရနဲ့ချီပါတဲ့စစ်ကြောင်း၃ကြောင်ရှိတယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးနေရီကံပြူဟာတိုက်ပွဲဆက်လက်ပြင်းထန်စစ်တပ်အရာရှိတွေပြူဟာကနေပစီရွာဘက်ဆုတ်ခွာသွားပြီးပြန်စစ်ကြောင်းထိုးဖို့ကြိုးစားတင်းနန်းစစ်သားအစ်တွေတော်လန်ရေးတပ်တွေထံစစ်တိုက်အလင်းဝင့်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ လက်ရကံပြူဟာဟာခုကန်စစ်ကိုဥဆောင်နေတဲ့အမှတ်၁၈ဆင့်စီရေးကိုခဲမှုဌာနချုပ်စာကခ၁၈ကအရာရှိပိုင်းတွေဟာအော်တိုဘာလ၉ရက်နေ့ကလေးကစုပ်ခွာသွားပြီးပြူဟာထဲမှာကြံနေခဲ့ရတဲ့စစ်သားတွေကဆက်လက်ခုကန်တိုက်ခိုက်သူတွေရှိသလိုတင်နန်းစစ်သားအစ်တွေလက်နက်တွေထားပြီးအေအေနဲ့မဟာမိတ်တပ်တွေထံဇက်တိုက်အလင်းပွင့်လာတယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်အရာရှိပိုင်းတွေကအောက်တိုဘာ9ရက်နေ့ကလေးကစုပ်သွားတာအခုကပစီရွာဘက်မှာအခြေပြုနေတယ်အဲဒီကနေစစ်ကြောင်းပြန်တို့ဖို့စူးစမ်းနေတယ် ူဟာတင်းမှာကြံနေခဲ့တဲ့ပါစစစ်မှုတန်းတင်နန်းစင်းတွေကတော့ခံတိုက်နေတဲ့သူတွေရှိသလိုလက်နက်တွေထားပြီးထွက်ပြေးတာတွေရောအလင်းဝင်လာတာတွေရောရှိတယ်လို့သတင်းဌာနရဲ့သတင်းရင်းမြစ်တအုပ်ကပြောပါတယ်။အမ်ဘရန်လာပိုင်အနီကအကြီးဆုံးစစ်စခန်းဖြစ်တဲ့နေရီကန်ဗျူဟာကို AA နဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်စတင်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကဒေသရင်းစစ်စင်ရေးနဲ့ခုခံစစ်တွေကိုတပ်မ69ကတာဝန်ယူခဲ့တာပါ။ကကင်းစခန်းကြီးဖြစ်တဲ့ MPD တာဝါတိုင်းကုန်းကို AA ကမလာမှသိမ်းယူခဲ့ပါတယ်။ စစ်တပ်ကစစ်ကြောင်းလိုက်ထိခိုက်တည်ဆုံးတာတွင်တပ်မ69လက်အောက်ခံအမှတ်992နီးပြူဟာအဖွဲ့ကယာယီနီးပြူဟာမှုဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်အပါဝင်အရာရှိတွေအေအေးရဲ့ဖမ်းဆီးခံရတာတွင်လည်းထွက်ပြေးတဲ့သူတွေများပါတယ်။ဒါကြောင့်တပ်မ69တပ်မမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုစစ်ကောင်စီကမေလာထဲမှာပြန်ဖမ်းခဲ့ပါတယ်။တည်ဆုံးထံရရသူအဖမ်းခံရသူတော်လှန်ရေးတပ်တွေထံအလင်းဝင်သူထွက်ပြေးသူများပြီးအထိနာခဲ့တဲ့တပ်မ69ကိုနောက်တန်းပြန်ပို့ခဲ့ပါတယ်။ ကျမ69နေရာမှာရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်စကခ16လက်အောက်ခံတရင်တွေကိုစက်တင်ဘာလမှာပို့ဆောင်ခဲ့ပါတယ်။စစ်ကောင်စီကနှရေကံပြူဟာအံပရန်လန်အပါဝင်ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မကွေတိုင်းပဲခူးတိုင်းအေရဝတီတိုင်းကစစ်ရေးနယ်မြေတွေမှာကျမ69လက်အောက်ခံတရင်တွေအစားစကခ16လက်အောက်ခံတရင်တွေဖြစ်တဲ့ခမာယ984ခမာယ969ခမာယ985ခမာယ989 ခမာယ920ခလာယ295တို့ကိုပို့ဆောင်ထားတာပါအဲ့ဒီတရင်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူစင်မူရန်တင်တန်းစင်အများအပြားပါလာပြီးအေအေနဲ့မဟာမိတ်တပ်တွေဒိမ့်ပိုက်ထားတဲ့စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားခဲ့ပါတယ်စစ်ကောင်စီကလေကြောင်းလက်နက်ကြီးနဲ့စင်မူရန်တင်တန်းစင်တွေအင်အားကိုသုံးပြီးထိုးစစ်ဆင်နေလို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့အေအေကသတင်းထုတ်ပြန်ချပါတယ် စက်တင်ဘာလဇန်ကတိုက်ပွဲတွေမှာလည်းစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများပြီးစုခွာထွက်ပြေးသွားလို့လိုက်လံတိုက်ခိုက်နေတယ်လို့အေအေကထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံပြူဟာပတ်ဝန်းကျင်ကအထူးကစက်ခန်းတစ်ခုဖြစ်တဲ့ဂုံကြီးစက်ခန်းနဲ့ဖိုက်တာဂုံးကိုစက်တင်ဘာလကုန်ပိုင်းနဲ့အောက်တိုဘာလဇန်ပိုင်းမှာအေအေနဲ့ပူးပေါင်းတပ်တွေကချက်မှန်သိမ်းယူပြီးတဲ့နောက်ပိုင်းပြူဟာတွေကစစ်ကောင်စီအရာရှိတွေကရဟတ်ရင်တွေနဲ့စုခွာသွားတာလို့စစ်ရေးတရင်ရင်းမျက်စိကနေသိရပါတယ်။ ပတ်စီရွာဟောင်းငပိမှုနယ်ထဲမှာရှိပြီးအဲ့ဒီနေရာကနေစစ်ကြောင်းပြန်ထိုးဖို့စူးစမ်းနေတယ်လို့မြေပြင်မှာရှိနေတဲ့သတင်းရှိမြက်ကပြောပါတယ်။နေရီကန်ပြူဟောင်းကိုအေအေနဲ့ပူပေါင်းတပ်တွေကအနီးကဝိုင်းပိတ်ထားပြီးအပီးသက်သိမ်းပိုက်နိုင်ဖို့အတွက်တိုက်ပွဲတွေပြင်းထန်နေစေလို့သိရပါတယ်။လက်ရှိတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများပြားခဲ့ပြီးအေအေနဲ့မဟာမိတ်တပ်ဖက်မှလည်းအထိခိုက်ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ၂ရက်နေ့ကတိုက်ပွဲတွေမှာရဲဘော်၂ဦးကြာဆုံးခဲ့တယ်လို့ အရှိုချင်းကောက်ွက်ရစ်တန် ACDF ကအော်တိုဘာလာရှိရနေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဒါပြင် AA နဲ့ပူးပေါင်းတိုက်ခိုက်နေတဲ့မဟာမိတ်တပ်ဖွဲ့အချို့ကရဲဘော်အချို့လည်းကြာဆုံးခဲ့တာရှိပါတယ်။မဲရေကန်ပြူဟောက်ကိုအပီးသက်သိမ့်ပိုက်နိုင်ပြီဆိုရင်စစ်တပ်အနေနဲ့အမ်းမြို့ကိုဥတီလို့မရတော့သလိုကောက်ွက်ရစ်ပစ္စည်းဆက်ယုံတွေရှိတဲ့မကွေးတိုင်းအနောက်ချမ်းကိုလည်းထော်လန်ရေးတပ်ဖွဲ့တွေကပုံမထိန်ချုံ PRP လာနိုင်မှာဖြစ်တယ်လို့စီရေးလေးလာသူတွေကပြောပါတယ်။ဆက်လက်ပြီးတီဘောတွင်တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေ တောင်တာမြို့နယ်ထဏောင်းကုန်းဖြူချေးရွာကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုဖြူစောတီတအူးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNL သိမ်းပိုက်ထားသောတီဘောမြို့နယ်သို့စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေသဖြင့်တိုက်ပွဲများပြင်းထန်နေကြောင်း TNL သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘားလာတရနေ့ကြောင်းမဲမြို့ကိုစစ်တပ်ကပြန်လည်သိမ်းပိုက်ပြီးနောက်တီဘောမြို့ကိုပြန်လည်သိမ်းပိုက်ရန်စစ်ကြောင်းများခွဲ၍အလုံးအရင်ဖြင့်ထိုးစစ်ဆင်လာကြောင်း ယနေ့အောက်တိုဘာလ14ရက်နေ့အထိတိုက်ပွဲများပြင်းထန်နေကစစ်တပ်ကတီပေါ်မြို့အနားအထိချင်းကပ်လာနေကြောင်းစစ်တပ်ကဒရုန်းနှင့်လက်နက်ကြီးများကိုအဆက်မပြတ်ပစ်ခတ်ပြီးမြေပြင်တွင်တဟုန်တိုးထိုးစစ်ဆင်လာနေကြောင်းသိရှိရပါတယ်။တီပေါ်မြို့ပေါ်နဲ့ဆိုရင်သိမလို့တော့ဘူး။လေးမိုင်ပတ်ချလေးလောက်မှရှောက်လာတော့ကြောင်မဲချပြီးကလေးကတောက်လျှောက်ထိုးစစ်ဆင်နေတော့လက်နက်ကြီးတွေတောက်လျှောက်ပစ်တဲ့ဒရုန်းတွေနဲ့ပုံချတဲ့ပြီးတော့မြေပြင်ကနေစစ်ကြောင်းတွေတက်တဲ့ပူပေါင်းတပ်တွေကတော့ ိုးကံမှုတွေဆက်လုပ်နေပါတယ်။တိုက်ပွဲတွေကတော့ပြင်းထန်နေတော့မယ်ဟု TNLA သတင်းရင်းမြစ်ကပြောဆိုပါတယ်။အခြားတစ်ဖက်တွင်လည်းစစ်တပ်က TNLA သိမ်းပိုက်ထားသောမြို့များကိုလေယာဉ်များဖြင့်ပုံကျဲမှုများစက်တိုက်လုဆောင်နေကပြည်သူများထိခိုက်သေဆုံးမှုရှိကြောင်း TNLA ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။အလားတူမန္တလေးတိုင်းတောင်သာမြို့နယ်ထဏောင်းကုန်းဖြူစော်တီကျေးရွာကိုဒေါ်လန်ရေးတပ်များကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာဖြူစော်တီတအူးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပကံကလုံတက်ဖွဲ့တောင်ဝင်ကံကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘာလ73ရက်နေ့တောင်တာမြို့နယ်ထနောင်းကုန်းဖြူစော်တီချေရွာကို60မမလက်နက်ကြီး10လုံးဖြင့်တော်လန်ရေးတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်ဖြူရွာတွင်ကြားရောက်ပေါက်ကွဲခဲ့ပြီးဖြူစော်တီတအူးသေးဆုံးက2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတော်လန်ရေးရဲဘော်များအနေဖြင့်အထိကိမ်းရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။အဲ့ဒီမှာဖြူစော်တီအင်အားက80ခန့်ရှိပါတယ်။အော်တိုဘာလ73ရက်နေ့ကတိုက်ခိုက်ခဲ့တာပါ။60မမလက်နက်ကြီးအချက်ကြီး10လုံးနဲ့ပြစ်ခတ်ခဲ့တာပါ။ ရင်းချက်မျိုးပေါ်ကဖြူစောတီတွေနဲ့ပဲပေါင်းထားတာအကုန်ဖြူစောတီတွေလို့သိထားရပါတယ်ဖြူစောတီတဦးသေးဆုံးနေနှစ်ဦးထိခိုက်ဒဏ်ရာရရှိတယ်စစ်ခွေးတွေဘက်ကလည်း60မမလက်နက်ကြီးတွေနဲ့ပြန်ပစ်တာမျိုးတွေရှိတယ်အချိန်မနှောင်းမီလက်နက်ချပြီးပြည်သူလူထုနဲ့အမြန်ပူးပေါင်းကြဖို့အတိပေးကြင်ပါတယ်ဟုပကံကလုံးတပ်ဖွဲ့တာဝန်ခံကပြောဆိုပါတယ်ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။